ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းမောတောင်ထုံခလမ်းပိုင်းမှာ6လကြာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းမဆက်တက်ကအရဲသားပြည်သူများကိုပါလေချောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလဇန်ပိုင်းကစတင်ပြီးတော့ဇွန်လ18ရက်နေ့အထိတနင်္လာရီမြို့နယ် KNU KNLA တပ်ရင်း7နေမြေအတွင်းမှာရှိတဲ့ မောတောင်နေဆက်တပ်စခန်းကိုအချက်မဲ့စစ်တပ်ကတပ်အချင်းပြောင်းပြုတ်လို့ရန်မောတောင်ထုံခါလမ်းပိုင်းကိုပြန်လည်ဆုံးဖို့နိုင်ရန်နဲ့မောတောင်မြို့မှာရှိတဲ့ပြူစောတိများလက်နက်တပ်ဆင်ပေးရန်အတွက်အချက်မဲ့စစ်တပ်ကစစ်ကြောင်းထုံးနေခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအချက်မဲ့စစ်တပ်စစ်ကြောင်းကို KNU KNL နဲ့တော်လိုင်းပူးပေါင်းတပ်များကပူးပေါင်းပြီးတော့ခုခံတိုက်ခိုက်မှုများကြောင့်အချက်မဲ့စစ်ကောင်စီတပ်ကအထိကအကြဆုံးများစွာနဲ့ တိန်ခွန်းကျေးရွာနီးကနေပြီးတော့ရှေ့ကိုဆက်မတိုးနိုင်တော့ဘူးလို့သိရပါဗျ။အချက်မဲ့စစ်ကောင်စီတပ်သားများရဲ့ထိုးစစ်ဆင်တိုက်ခတ်မှုများကြောင့်မောရောင်ထုံခါလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကပြည်သူများဟာ 6လကြာစစ်ဘေးတိမ်းရှောင်နေရပြီးတော့အနီးအနားမှာရှိတဲ့ခြေရွာများကိုလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းတို့ကြောင့်ပြည်သူတချို့ထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ18ရက်နေ့နဲ့18ရက်နေ့တွေမှာလည်းအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများနဲ့တော်လိုင်းတပ်များတပ်ဆွဲထားခြင်းမရှိတဲ့နေရာများကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်နေခြင်းကြောင့်ပြည်သူများအနေနဲ့ဘုံခိုခြင်းများပြုလုပ်ထားရန် Black Cobra Column ကအသိပေးနှိုးဆော်ထားပါတယ်။ အကြမ်းမဆက်တဲ့ရဲ6လတာထိုးစဲအတွင်းမှာ6နှစ်ပေါက်ရွာနဲ့တိန်ခွန်းကြီးရွာတို့ဟာစစ်ဘေးဒဏ်အများဆုံးခံခဲ့ရပြီးတော့အကြမ်းမဆက်ကောင်စီတပ်သားများဟာကြီးရွာများအတွင်းမှာရှိတဲ့စာတင်ကျောင်းများဖုန်ကြီးကျောင်းများနဲ့တိုက်အိမ်များမှာယာယီတပ်စခန်းများအဖြစ်နဲ့အခိုင်အမာတပ်ဆွဲနေထိုင်နေကြတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းမဆက်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ကြီးရွာများကိုအရက်သားပြည်သူများဟာပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ကြီးရွာနေပြည်သူများဟာစစ်ဘေးဒဏ်ကြောင့်လူမှုရေးစီးပွားရေးကျန်းမာရေးနဲ့ပညာရေးများလည်း ထိခိုက်မှုတွေပုံမှန်ခန်းစားနေရတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ထိုးစစ်ကို KNU KNL တပ်ဖွဲ့ဝင်များနဲ့တော်လိုင်းပူးပေါင်းတပ်များကအစွမ်းကုန်ကြိုးပမ်းပြီးတော့တိုက်ခိုက်ချင်းမုံသောမှာဖြစ်တယ်လို့ Black Cobra Column ကအသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။